အားလုံးပဲမင်္ဂလာပါ2025 April 17ရက်နေ့တွင် Spain, Portugal, Britain နဲ့ Bulgarian နိုင်ငံတို့ရှိလူတန်းပေါင်းများစွာဟာမျက်စိတအားပြတ်တမှုအကြီးကျယ်တဲ့ကြုံတွေ့ခဲ့ရပါတယ်။ခုမြင်တွေ့နေရတဲ့အရာတို့ဆိုရင်မျက်စိတအားပြတ်တော့တဲ့တဲ့ကြောင့်မျက်စိကိုယ်တိုင်းမှာပြောင်းပြဲနေကြတာဖြစ်ပါတယ်။ဒီမျက်စိမြင်ပြတ်တာမှုဟာလက်တွေ့ဖြစ်တဲ့အတွက်ကြောင့်လူတွေဟာလက်လက်ကားတွေမှာပြင်းပြနေကြူရထားပေါ်တာအုံရလက်ကောင်းတွေမှာပြင်းပြနေတယ်။ လမ်းဘီးပွက်ကအလုံးလုံးပါတဲ့ကြောင့်ရောပိတ်ကနေစိတ်တွေမှာဆိုတဲ့လူထောင်ချင်များစွာတောင်းတနေခဲ့ရပါတယ်။နေစင်ဒီပြတ်သားသွားတဲ့ကြောင့်လက်ခဲတွေမှာဆိုရင်လည်းဖြောင်းတဲ့မိများထွန်ပြီးနေကြရပြီးချိုပြေးစင်တာစူပါမတ်ကဲရောခန့်များတဲ့လူရောင်းနေတဲ့သူအားလုံးဟာလည်းပြည့်အမောင်တဲ့တဲ့ပြုတ်ရောက်သွားတဲ့အချိန်မှာအလုံးပါခံရတာဖြစ်ရပါတယ်။စားသောက်ဆန်တွေမှာဆိုရင်လည်းသူတို့ဟာရောင်းတဲ့မိများထွန်ပြီးစားတော့နေရတဲ့အကြောင်းကိုပြောကြလာပါတယ်။ နေလျက်စင်းပြပြသားသွားတယ်နဲ့အမြင်အင်တာနက်အဆက်တွေတို့ဟာလည်း80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းထိကျဆင်းသွားခဲ့ပြီးအရေးပေါ်အခြေအနေတွေပြင်ညာချက်ခံရပါတယ်။ Madrid Open တင်းနဲ့ကစားပွဲမှာဆိုရင်လည်းလျက်စင်းအားပြသားသွားတဲ့အတွက်ကြောင့်ဝေးစင်များရက်ဆိုင်ခဲ့ရပါတယ်။နောက်ဒီလျက်စင်းပြင်ပြသားသွားတဲ့အတွက်ကြောင့်တက္ကန်တွေမှာဖျောင်းတဲ့မင်းများထွန်းပြီးနေခဲ့ရတဲ့အများစားဆရာတွေဆိုရင်လည်းအခုပေးဆံလို့လျက်စင်းအားမလို့တဲ့အစားအစာတွေကိုပုံမ ွေကိုစားသုံးလာတဲ့အတွက်ကြောင့်အသုံးနေရကြောင်းကိုပြောကြလာပါမယ်။နောက်ဇေဝစင်တာတွင်မှာ NTM ဆက်ဖုန်းနဲ့ချင်းဆက်ရွယ်ဝယ်ပေးခြင်းကိုစနစ်အားလုံးမျက်စမ်းသွားခဲ့ရပါတယ်။အဲကြောင့်ကျွန်တော်ဘဝနဲ့ဆိုင်မှုနဲ့ဘဝတိုးတက်လာတဲ့နေ့အမြဖုန်းဘက်ကပ်ပြင်ဝယ်ပေးခြင်းကိုစနစ်ဆန်တစ်ခုဖြစ်လာတော့လေ this pinic portuguese and why she would get him up back and it would fetch him so ne ha ဒုက္ခကြီးကြီးတည်းရောက်သွားခဲ့ရပါတယ်ဒီ lesson ကြီးပြတ်တော့သွားတဲ့အချိန်အားဆိုရင် over sensor change မိုးလေ ဘန်ဆန်နိုင်ခွဲခတ်အချိန်တွေစပိန်နဲ့ပေါ်တိုဂီနိုင်ငံတော်ရှိတပြက်နဲ့တင်းမျက်စိတအားတို့ကြတာခဲ့ရတာဖြစ်ပါတယ်။နောက်ပင်တိအန်ဒူရာအကြည့်မျက်စိတအားပြတ်တော့ကိုခံစားရပြီးစပိန်နိုင်ငံလက်စစ်တအားဟာဆိုရင်လည်းအောက်အောပွဲကောင်းလောက်အောင်ဂီဂါဝတ်ဆုံးရှုံးခဲ့ရပြီးနိုင်ငံတော်ဓာတ်အား60ရာခိုင်နှုန်းအထိဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ပေါ်တိုဂီစပိန်နဲ့ဆက်အနေနဲ့ဗီဂျူရန်နဲ့ချီလီနဲ့စီတာအပြတ်တမှုကဒုတိယမှုရှိခဲ့ရပါတယ် ဒါကြောင့်ဘောရဘတ် IE တန်အားပစ်စနစ်ဟာငင်ကဲတို့ချင်းဆက်နေတဲ့ဆိုတဲ့အရာကိုဒီရတူကြည့်ရှင်အားဖြင့်သိနိုင်ဖြစ်ပါတယ်။ Now ဒီ lesson ဒီပြတ်တော့မဟာ cyber တက်ခတ်မှုတစ်ခုလားဆိုပြီးမှမဲဆိုတဲ့အခါမှာ spin ဝင်ကြီးချုပ် paro sachan ဟာဒါဟာ maintenance spin တို့ great operator အပြန်အလှန်ချင်းဆက်မှုပြဿနာကြောင့်ဖြစ်ပြီးအော်ရိုဘတ်တန်အာလန်ဒီပညာပန်းဆိုင်ရာပြဿနာကိုကြောက်ဆိုပြီးမှသူကပြောဆိုလာပါတယ်ဒီပြောဆိုရင်းနဲ့အညီပေါ်တိုဂီကလည်းစိုက်ပါလိုချင်တဲ့စင်တန်ကနဲ့ ဆိုင်ဘာတက်ခတ်မှုပြောကြားချက်ကိုပေးချခဲ့ရပါတယ်။နောက်ဆုံးအမျိုးသားလုံးချွေရဲ့ကောင်စီကလည်းပြည်내ချက်အားလုံးကိုအလဲနဲ့ထားပြီးစုံစမ်းတဲ့အကြောင်းသူတို့ကပြောကြားလာတာဖြစ်ပါတယ်။ဒါကြောင့်ဒီမျက်စိမြင်တက်တော့တဲ့ဟာဆိုင်ဘာတက်ခတ်မှုမဟုတ်ဘူးဆိုပြီးမှသူတို့ကပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆိုင်ဘာတက်ခတ်မှုဖြစ်လာတဲ့အခါမှာပြည်သူတွေဖြစ်လာတဲ့စိတ်နဲ့ကိုယ်ကိုကြည့်ပြီးမှဆက်ကြည့်အောင်။ဒီဗီဒီယိုမှာဆိုရင်ဆိုင်ဘာတက်ခတ်မှုဖြစ်လာတဲ့အခါမှာအချိန်နဲ့မီ ်တော့မှာလေဟိုကိုချလာနေစတဲ့ကိုဇောပြတဲ့ဖြစ်ပါတယ်တတောင်းခါလာဆတ်ဝတ်တော့ဝါတီဖောင်းဖန်တာဖြစ်ပါတယ်သူကတော့နောက်ထပ်တော်လာတဲ့ဖြစ်တော့တက်ပေးဟာမေဂျာဆိုက်ဘိုဖြစ်ချလာတဲ့အကြောင်းဆိုမှာပြောနေတာဖြစ်ပါတယ်မေဂျာဆိုက်ဘိုအထက်ဖြစ်လာတဲ့အခါမှာကိုဆောင်ရဲ့စစ်တွေရဲ့ ပြတ်တောက်သွားမယ်။မီးလိုင်းမီးတွေပြတ်တောက်သွားမယ်။နောက်ပြီးအင်တာနက်ပွင့်ရက်တွေပြတ်တောက်သွားတဲ့လို့ဆိုဖို့ပုံကြောက်မှုတွေလည်းဖြစ်လာနိုင်ပြီလေ။ဒီမှာတို့ကဟုတ်ကဲ့ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာ2023ခုနှစ်ကလေးကနေတော့ဟုတ်ကဲ့ထုတ်ခဲ့တာဖြစ်ပါတယ်။ပြင်ရခဲ့တာဖြစ်ပါတယ်။ ဒီ cyber တက်ကမှုဟာကမ္ဘာစီးပွားရေးပေါ်တဲ့နောက်ထပ်ကြုံရတဲ့အင်ဂျင်နီယာ cyber technology ကလောကရာဖြစ်ပါတယ်။ဒီတက်ကမှုဖြစ်လို့သူတွေကတော့ဒီကြီးမားမားလောကရေးရောက်သွားနေဖြစ်ပါတယ်။သူတို့ဒီစိတ်တွေမှာချားပူလာတယ်မှာဂါလန်တွေမှာဒုက္ခကြီးကြီးရောက်သွားနေဖြစ်ပါတယ်။၂၀24ခုနှစ်မှာရောဒီ Microsoft Word ပြည့်ကျမှုဖြစ်လင်ကင်းစင်များအလုံးမျက်စံခဲ့ရတဲ့ဖြစ်ဖြစ်ကိုတုံ့ပြန်ခဲ့ရပါတယ်။ USN ပါဝင် German ဩစတြေးလျ UK အိန္ဒိယတို့ဟာသူရဲ့ဒီစိတ်မှာအခြေကျအတ္တကိုတက်ခဲ့ရတာဖြစ်ပါတယ်။ဒီကြောင့်လည်းပြပတ်တဲ့ပြီးမှဒါစိုက်ဘာတက်ခမှုခုလာစပြီးမှမဲဆိုတဲ့အခါမှာဒါဟာအဆောဝါအသေးလို့ဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးမှသူကပြောကြလာပါတယ်။ဒါကြောင့်ခုနဗီဒီယိုလေးကိုကြည့်သွားတဲ့အခါမှာစိုက်ဘာတက်ခမှုဟာဒီလိုအခြေအနေတွေဖြစ်လာတယ်။ဘယ်လိုမျိုးတွေကြုံလာနိုင်လဲဆိုတဲ့အရာကိုရှင်းပြသွားတာဖြစ်ပါတယ်။ခုဒီ Spain Portugal ရဲ့စစ်တပ်အားပြတ်တောက်သွားခြင်းကြောင့် UK အခြေနေစီတာအာမငင်းတဲ့ပုံများနဲ့များ line ပြောင်းလဲမှုများဖြစ်ပေါ်နေတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်အခုဖြစ်သွားတဲ့အကြောင်းအရာတွေအားလုံးဟာ cyber တက်ခတ်မှုအမှုဆိုတဲ့အရာကိုဒီမှာကြီးနေတဲ့ပြည်တပ်များနဲ့ခေါက်သက်မှာရေတော်တဲ့ကိုဖိတ်ခေါ်လိုပါတယ်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကြောင့်သူရေးကျေးဇူးတင်ပါတယ်။